ယူကရိန်းသမ္မတဇီလမ်စကီကဖင်လန်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်နုဆောင်ဆုချီးမြှင့်လွတ်လပ်မှုအချုပ်ချာအာဏာနဲ့နေမည်စုံမှုရဲ့အတွင်းရဲရဲဝဝတိုက်ပွဲဝင်နေတဲ့ယူကရိန်းသမ္မတဆီလမ်စကီကိုဖင်လန်နိုင်ငံရဲ့အမည်ဆုံးဂုဏ်နုဆောင်ဆုကိုမတ်လ16ရက်မှာပေးအပ်ကြောင်းဖင်လန်သမ္မတအလက်ဆနာစတူကန်သူ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဟဲရ်ဆင်ဂီမြို့တော်ကိုလာရောက်တဲ့အခီးစဉ်မှာခုံပြုတ်ပေးအပ်တယ်လို့ဆိုပါတယ်။ ငင်းချမ်းရင်းနဲ့လုံခြုံရေးအကြောင်းပြချက်နဲ့ဆိုဗီယက်အာဏာရှင်စတာလင်ရဲ့နယ်မြေကျူးကျော်သိမ်းပိုက်မှုကိုခံခဲ့ရဖို့တဲ့ဖင်လန်အနေနဲ့ရုရှားကျူးကျော်မှုကိုတုံ့လန့်နေတဲ့ယူကရိန်းကိုနေဘယ်ဆောင်ကနေကူညီပတ်ဖို့ပေးသွားမယ်လို့လည်းမလာဆက်ကိုရဲ့ဆီလမ်စကီးရဲ့ပူရဲသတင်းစာရှင်းလင်းပွဲမှာဖင်လန်သမ္မတအလက်ဆန္ဒစတုကပြောကြားခဲ့ပါတယ်။ ဖင်လန်အစိုးရဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲယူကရိန်းကိုစစ်ရဲအကူအညီဒေါ်လာ300ကျော်ပတ်ဖို့ကူညီပေးခဲ့တယ်လို့ Silemsky ရဲ့ခေစင်မှာလူထောင်ချီနေနိုင်မယ့်မြေအောက်ဘုံခိုခြင်းတွေကူညီတည်ဆောက်ဖို့သဘောတူစာချုပ်တွေချုပ်ဆိုခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။